ာတွေဖြစ်လာနိုင်လဲဆိုတော့ပထမတစ်ချက်အနေနဲ့ကတော့ပြန်လည်သွင်းကိုရှိမယ်။နောက်ပြီးထိထိတွေးဆမှုဒါကျွန်တော်ပရီးမီးယားလိဂ်တို့ EFL တို့မှာတော့ Spurs ကတော့၃ချိန်တွေ့တာ၃ချိန်စလုံးနိုင်ထားတယ်ပေါ့နော်။ဒါကတော့တပိုင်းပေါ့။အခုဟာတပွဲတို့ကစားရမယ့်အနေထားမိနစ်60အတွင်းမှာပြန်လည်သွင်းကိုရှိမယ်။ကြိုက်တွေ့တဲ့အသင်းပြောဟေးဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ Manchester United ကိုပို့ပြီးတော့နှစ်ချိုက်တယ်။အကြောင်းပြချက်တစ်ခုတော့ရှိတယ်။ဒါကဘာလဲဆိုတော့ပြည်တွင်းမှာကစားနေတဲ့ Manchester United နဲ့ Europa League မှာကစားနေတဲ့ Manchester United ရဲ့အင်အားနှစ်ခုမျှကြည့် ော်တော်ကွာဟပါတယ်တစ်ဖက်ကစပါမကောင်းလားဆိုတော့စပါကလည်းကောင်းပါနဲ့စပါရဲ့တိုက်စစ်သွားတာတော်တော်ကောင်းပါနဲ့အသင်းမှာတစ်ဖက်ကလည်း Manchester United ကွင်းလယ်အားတောင့်တင်းမှုနဲ့နောက်ပြီးတောင်ပံကစားသမားတွေအားကောင်းမှုအားပြိုင်ကြတဲ့အနေအထားမှာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ Manchester United ကိုပို့ပြီးတော့နှိမ့်ချိုက်ပါတယ်ပြန်လည်သွင်းဖို့ရှိမယ်ပေါ့နော်အဲ့လိုတော့ကျွန်တော်သုံးသက်ချင်ပါတယ်ခင်ဗျာဒီမှာစပါမာကကြတော့ဒီ Europa League ဘောလုံးဝဲမတိုင်ခင်မှာတန်ပြဿနာလေးရှိတယ် Krusevski မပါနိုင်ဘူး နောက်တာ medicine မပါနိုင်ဘူး medicine မပါနိုင်တာကဒီမှာလည်းပြောအဲ့လောက်တိပြောစရာမရှိဘူးဗါလေ medicine ကကြတော့ဒီ ash positive glue ရဲ့ plan ပါလေအရန်ဦးစားပေးတဲ့အနေထားမျိုးတော့မဟုတ်ဘူးဗါလေဒါပြီးခဲ့တဲ့ယာတီကတော့ medicine ကယာတီစမှာတော်တော်ကြီးကိုချစ်ဆွမ်းပြတယ်ကိုယ်လေးတွင်းခဲ့တယ်ဒါပေမဲ့ဒီယာတီမှာကတော့ medicine ကဒီနီးပြားရဲ့အစီအစဉ်မှာအရန်ကြီးဦးစားပေးရတဲ့ထက်မှာတော့မပါဘူးဒါပေမဲ့တေချာတစ်ခုကတော့ဒီ glucosamine မပါတစ်ခုကတော့ spa ရဲ့ကွင်းလေကိုအများကြီးဒါထိခိုက်စေမယ်လို့တော့ထင်တယ် ဒီယာဒီမှာဒါပြိုင်ပွဲအရရ3ချိန်တွေ့ဆုံထားတယ်3ချိန်လုံးမန်ချက်စတာယူနိုက်တက်ကိုစပါနိုင်ထားတယ်ဒါလေးကတော့စပါဘက်ကယုံကြည်မှုအကောင်းနိုင်တဲ့အခြေအနေတစ်ခုလို့ပြောလို့ရတယ်မန်ချက်စတာယူနိုက်တက်မှာလည်းယာဒီသိန်းကန်ဒီမှာဒါမီဆမော့ပြန်ကစားနိုင်တဲ့ဂိုးတွေတွင်နိုင်တဲ့အာမေဒီယာလို့ပြန်ပါလာနိုင်တယ်ပြန်ပြောမှလည်းဒါချက်ခံမှုတွေပြည်လာတယ်ကစားရလေးကောင်းလာဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကလည်းဒီပွဲမှာတော့ဒါအများကြီးအားကိုးလို့ရနိုင်တယ်ပြဿနာပါလဲဆိုတော့ဒီယူနိုက်တက်ရဲ့ခံစစ်ယူနိုက်တက်ရဲ့ခံစစ်က ီဟာဒီယူရိုပါလိမှာမန်ချက်စတာယူနိုက်တက်ကဒါတပွဲမှမရှုံးသေးဘူးဒါတော့ရှော့ရှုံးပွဲမရှိပုံစံနဲ့ဒါဘလူးဝဲကိုရောက်လာတယ်ဒီလိုရောက်လာတဲ့အနေအထားမှာမန်ချက်စတာယူနိုက်တက်ရဲ့ခံစစ်ကဟိုဘလူးပြောမယ်ဆေးဖြစ်တဲ့ပုံစံမျိုးတော့မမြင်ရသေးဘူးလေဟိုတစ်ချက်အမားထားလို့လိုက်တာနဲ့ဟိုလိုင်ယွန်နဲ့ပွဲမျိုးမှာဆိုရင်ဒါလုံးဝမမားတင်တဲ့အနေအထားတွေဒါမားခဲ့တာကြီးပေါ့နော်ဒါလေးကတော့ယူနိုက်တက်နဲ့ပတ်သက်ပြီးတော့မှခံစစ်ကိုစိုးရိမ်မိတယ်နှစ်သင်းလုံးကတော့ခံစစ်အားကောင်းလာတဲ့အနေအထားမျိုးမဟုတ်တော့မဟုတ်တဲ့အတွက်ဘလူးဝဲဆိုပေမဲ့ ဒါပုံမှန်ဘောလူပွဲလိုမျိုးမဟုတ်ဘဲနဲ့ဂိုးရီအပြန်အလှန်တွင်းနိုင်တဲ့ဘောလူပွဲမျိုးဖြစ်နိုင်တယ်မိနစ်90အတွင်းအနိုင်ရှုံးအဖြေပေါ်ဖို့တော့မလွယ်တော့ဘူးလို့အကူကတော့ထင်တယ်အချိန်ပိုတွေပင်နယ်တီတွေရောက်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်လို့သုံးသပ်ချင်တယ်ညီမဟုတ်ဒီပွဲကတော့ဒါကတော့တကဘာလုံးစိတ်ဝင်စားနေတဲ့ပွဲဖြစ်တယ်ပေါ့နော်ပြီးတော့ပရီးမီးယားလိနဲ့တင်းတွေ့တယ် All English Final ဖြစ်တယ်ဆိုတော့တကဘာလုံးကလည်းအရင်ကစိတ်ဝင်စားတဲ့ပွဲပါပဲနော်ဒီပွဲဘလို့ရလက်ထွက်လာမလဲဆိုတော့ခမန်းတော့နည်းနည်းလေးတော့ ခတ်တယ်ဗောနော်ဘာဖြစ်ပရီးမီးယားလိမှာကျွန်တော်ဒီတွေ့ထားတယ်ဒီနေ့နေ့တွေ့တဲ့အခါမှာလည်းစပါးကနိုင်ထားတာလေတွေ့တယ်ဒါပေမဲ့အဲ့မှာတစ်ချက်နဲ့ပြန်ကြည့်ရမှာဆိုလို့ရှိရင်စပါးကမန်ယူဒီအိုင်မှာ၃ချိန်တွေ့တာ၃ချိန်လုံးနိုင်ထားတယ်ဆိုပေမဲ့ဟိုတန်ဟန်လက်ထက်မှာကထရီးစီးနဲ့နိုင်ထားပြီးမှာအမော်ရယ်လက်ထက်မှာကျတော့၄ -3 နဲ့တစ်ချိန်နိုင်ထားတယ်1-0တစ်ချိန်နိုင်ထားတယ်ဒါဒီနှစ်ဘွဲကိုနီးပြတ်နှစ်ယောက်ရဲ့အပြောင်းအလဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ မော်ရယ်လက်ထက်မှာတော့ပို့ပြီးတော့ကျိတ်နေရှိတာဘောလို့ပို့တွေ့ရတယ်ပို့ပြီးတော့အခွင့်အရေးတွေပို့ဖန်တီးနိုင်တာဘောလို့တွေ့ရတယ်ဘောနော်ခုချိန်မှာကမန်ယူကလည်းဒီဘွေကဒီဖလာတော့အရန်ရေးကြည့်လို့စပါတော့ကလည်းဒီဖလာတော့ကအရန်ရေးကြည့်တယ်ဘောနော်အဲ့တော့ကစားပုံကိုကြည့်မယ်ဆိုကျွန်တော်တို့ဒီမှာအများနဲ့၃လက်တူလို့ပဲစပါကတော့ဒီယာဒီမှာတိုက်စစ်ကစားပုံကိုကောင်းတယ်ခန်းစစ်က မကောင်းဘူးပေါ့နော်အဲ့တော့အနေထားမျိုးမှာဖြစ်တယ်ပြီးတော့မန်ယူကလည်းဒီမှာလိုအပ်ချက်တွေအများကြီးရှိနေတယ်ဆိုပေမဲ့စိတ်သက်ပိုင်းဆိုင်ရာတော့မော်ရယ်ရဲ့တွားကျင်တဲ့ပုံစံမျိုးတွေကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တဲ့ကျွန်တော်အမြင်ကိုတဦးတည်းပဲပြောရမှာဆိုလို့ချင်ကျွန်တော်ကတော့ဒီဘက်မှာတော့မန်ယူစပါတက်ဆိုင်မန်ယူပို့ပြီးတော့ကြိုက်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာဟုတ်ပထမဆုံးအနေနဲ့တော့ဒါမန်ချက်စတာယူနိုက်တက်တင်းနဲ့စပါတက်နဲ့တွေ့ဆုံမှုကဒါယူရိုပါလိမှာအသုံးချိန်မြောက်အင်္ဂလန်အသင်းတွေဒါဘောလုံးပွဲတွေ့ရပါတော့နော်ယူရိုပါလိခေါင်းဆောင်အောက်မှာတော့ဒုတိယချိန်မြောက်ပေါ့ဆိုတော့အာအာ မန်ချက်စတာယူနိုက်တက်အသင်းကဒီနှစ်မှာဒါနှစ်သင်းစလုံးပဲဒါလိမာဒါအဆင်မပြေဖြစ်နေပြည်သက်တွေအားလုံးတည်ပါသူတို့နှစ်သင်းစလုံးထွက်ပေါက်ကဒီတစ်ခုပဲရှိတယ်ပေါ့နော်အဲ့တော့ချန်ပီယံလိဝင်ခွင့်ရပြီးတော့ဒါနီးပြားနှစ်ယောက်ထဲမှာတဦးကပဲဒါမျက်နှာตาရရမယ်ပေါ့နော်အရှုံးသွားတဲ့နီးပြားကဒါပြုတ်ကောင်းလဲပြုတ်နိုင်လေဒါပေမဲ့အမိုရင်ကိုတော့မိုင်ဘိုးဖွဲ့ကဒါအချိန်တစ်ခုပေးမယ်လို့တော့ရုပ်ကြည့်တယ်ဒါပေမဲ့စပါဘက်မှာကတော့ ဲ့လိုမဟုတ်ဘူးပေါ့နော်ဒူးဟိုတိုင်းအခြေအနေမျိုးတော့ဖြစ်နေတယ်ဆိုတော့လက်ရှိအချိန်မှာကကျွန်တော်မြင်တွေ့နေတဲ့ကမ္ဘာပေါ်လုံးရဲ့ဝန်မှာရှိနေတဲ့ဒီအောင်မြင်ချက်ကြဆုံးခြင်းတွေကနည်းနည်းလေးဟိုတာမန်ဟိုနှစ်နေနဲ့မတူဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီဖလားဝေးနေတဲ့အသင်းတွေဒါချန်ပီယံဖြစ်နေတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဒါဘိုလော့တာချန်ပီယံဖြစ်တယ်နော်နျူကာဆယ်ချန်ပီယံဖြစ်တယ်ခရစ်စတပယ်လီချန်ပီယံဖြစ်တယ်ဆိုတော့ဟိုအော်ဟယ်ရီကိန်းဆိုရင်လည်းကစားသမားဘဝမှာသက်32နှစ်ရွယ်ကြတော့မှာ ပထမဆုံးအဓိကဆုဖလာကိုကင်မြောက်ကြတယ်။ဒိုနီလကောက်ပဲစပါအသင်းကလည်းအသင်းသမိုင်းတလျှောက်ဒါအင်မတန်ဝေးကွာနေတဲ့ဆုဖလာကိုရရှိဖို့အတွက်ဒါဟိုလက်ကမ်းလို့ရောက်နေတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်တင်ရတော့ဒီဟိုမနစ်ကဆိုလဲတိုင်းလက်တက်မှာ FA ဖလာရရတယ်။ဒါပဲပြီးတော့ဒါ2016တော့ဆိုလဲမော်ရင်ဟိုနဲ့ဒီယူရိုပါလိရထားဖြစ်တဲ့အတွက်အဲကန်ဂျမာရကြည့်မယ်ဆိုရင်တော့ဖလာဝေးတဲ့အသင်းနေချန်ပီယံဖြစ်နေတယ်လို့ခံစားရတယ်။သို့တော့အာဒူးတော့တိုင်းမှာ အာစပါကပို့ပြီးတော့ Manchester United အတွက် Manchester United အသစ်ထက်ပို့ပြီးတော့အချက်ကျနေလို့ထင်တယ်ဆိုတော့စပါအသင်းကဟိုအားကုန်ရှိသမျှရုံးပြီးတော့ဟိုကစားမိုက်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့ကျွန်တော်စပါကိုပို့ပြီးတော့အားပေးခြင်းတယ်ဒါပေမဲ့ပို့ခေါင်းတဲ့တင်ရတော့ Manchester United အသစ်ဖြစ်တယ်လက်ရှိစုဖွဲ့မှုရပါတော့ဒါပေမဲ့ဟိုစပါကိုကျွန်တော်ကဟိုကန်ဂျမာရရောလက်ရှိဒူးော်တိုင်းအနေထားရရောစပါကိုကျွန်တော်ပို့ချိုက်တယ်စပါကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်သင်းစလုံးကတော့ Premier League မှာအတီးတီးအခြေအနေမကောင်းကြဘူးပေါ့နော် ဘာကြောင့်ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်ကိုကြိုက်လဲဆိုတော့ခုနကတော့ကျွန်တော်ပြောခဲ့တယ်စပါဘက်ကပြောမယ်ဆိုလို့ရှိရင်စပါရဲ့အနေထားကဒိုင်ယာယပြဿနာတော်တော်လေးများနေတယ်အခုချိန်မှာတော့လူပြန်စုံနေတယ်လူပြန်စုံတာမှန်ပေမဲ့လည်းနောက်တစ်ချက်ကဘာကိုပြောချင်လဲဆိုတော့ မက်ဒီဆင်မပါတဲ့အပိုင်းနောက်ပြီးတော့ကလူးဆက်စကီမပါနိုင်ဘူးဆိုတဲ့ဟာလေကျွန်တော်တို့ကြားထားရတယ်။အဲ့တော့သူတို့ရဲ့အဓိကမောင်းနှင်အားတွေကစပါးမှာဒီကစားသမားတွေရှိတယ်ပေါ့နော်။ဒီကစားသမားတွေမပါနိုင်ဘူးဆိုတော့စွန်တယောက်တည်းထမ်းပိုးရမယ့်အနေထားကိုကျွန်တော်နည်းနည်းတော့တန်နေရရှိတယ်ပေါ့။စွန်ကလည်းကြန့်ခိုင်မှုကပြန်ပြေးလာတယ်ဆိုပေမဲ့အကောင်းဆုံးပေးဆက်နိုင်ဖို့ဆိုတာမိနစ်90အတွင်းတစ်ဖက်ကခက်ချမ်းချမ်းဖြတ်ထုတ်လာတဲ့အခါမှာသူကလည်းဘဒူကထပ်ပြီးတော့ထမ်းပိုးမလဲပေါ့နော်။ဂိုးသွင်းနိုင်မဲ့ဝန်အဲ့ဒီအပိုင်းလေးကိုတော့ကျွန်တော်စပါးမှာအားနေတယ်လို့မြင်တယ်။ ဂျန်နဲ့ကစားသမားတွေမရှိဘူးလားဆိုတော့ဂျန်နဲ့ကစားသမားတွေလည်းရှိတယ်ရချယ်လီဆန်တို့ဂျွန်ဆန်တို့ရှိပေမဲ့လည်းမက်ဒီဆန်တို့လောက်ကျွန်တော်ကတော့တိတ်ပြီးမျက်လုံးနဲ့မမြင်မိဘူးပေါ့နော်တပွဲတို့ကစားမဲ့အနေထားမှာတော့ခွင့်ရရရင်ရတယ်လို့မျိုးအသုံးချနိုင်မဲ့အသင်းကတော့အသာရသွားလိမ့်မယ်ကျွန်တော်မျှော်လင့်ပါတယ်ဒီပိုင်းမှာတော့ကျွန်တော်စပါတက်ဆိုင်ရဲ့မန်ချက်စတာယူနိုက်တက်ကိုပို့ပြီးတော့နှိမ့်ချိုက်တယ်ဗျအဲနှစ်သင်းလုံးမှာတော့အားအသာကျဲကိုစီကတော့ရှိကြတာပေါ့လေ ဟိုမှာ Manchester United ဆိုတဲ့ဒါနောက်ပိုင်းပွဲစဉ်တွေမှာဒီ win bet ရဲ့လောအနှုံးတွေပူပြီးတော့မှကောင်းလာတယ်တိုက်စစ်မှာဆိုတဲ့ဒါမီဆီမောင်းတို့အမတီယာလိုတို့နောက်ဆုံးဒီကာနာချိုတို့လိုကစားမအစဂိုးရလာနေတယ်နောက်တစ်ခု Manchester United အားနဲ့ကြကကြတော့အထောင်တိုက်စစ်မှာဟိုပြောင်းသုံးစရာကစားမမရှိတာပေါ့နော်ဒါလက်ရှိမှာဆို Wildland အဆင်မပြေဘူး Wildland အဆင်မပြေလဲတခြားကစားမသုံးစရာမရှိတဲ့အတွက်ဘလူးဘွဲမှာလဲဒါ Wildland ကိုပဲသုံးလာမယ့်အခြေအနေ Spa မှာကတော့ အဲ့ဒါလည်းဒီ United တဲ့စာရင်တိုက်စစ်စုဖွဲ့မှုတွေကပို့ပြောမှကောင်းတယ်ဂိုးရနိုင်ချီပို့ပြောမှများတယ်ဂျွန်စင်ရှိမယ်ဒါယာတီတိတ်ကန်ဒီမှာဆိုရင်ဒါအတင်းကောင်းဆောင်စွန်လဲပြန်ပြောမှကစားနိုင်တယ်ဒါအထောင်တိုက်စစ်မှာဆိုရင်လဲဆိုလန်ကီလိုဒါဘယ်လိုပြောလဲမမချာချာကစားမမျိုးရှိတဲ့အတွက်တိုက်စစ်စုဖွဲ့မှုမှာတော့ဒါစပါကတာတယ်လို့ခန်းစားရတယ်မန်ချက်စတာယူနိုက်တက်မှာကတော့အဓိကဂိုးရဖို့ဆိုရင်ကွင်းလယ်ကဘရူနိုမျောရမယ် ော်ရက်တောင်ပိုင်းတိုက်စစ်တွေဖြစ်တဲ့မစ္စမောင်းတို့အာမေဒီယာလိုတို့ဒီကစားသမားတွေကိုပဲအဓိကမျှော်ရကြီးရှိရပေါ့လေစပါမာကတော့ဒါအထောင်တိုက်စစ်ကလည်းကိုရနိုင်ကြီးရှိသလိုတောင်ပိုင်းတိုက်စစ်တွေကလည်းကိုသွေးနိုင်ကြီးရှိတယ်လို့ကိုကတော့ထင်နေညီမကိုအဓိကကတော့စပါကျွန်တော်တို့ဒီစပါရဲ့ဒီပွဲတွေတော့ဆောက်ကြည့်မယ်ဆိုစပါကအတကယ်ရန်ကောင်းတဲ့အတင်းဖြစ်တယ်ဒါပေမဲ့စပါရှုံးခဲ့တဲ့ပွဲတော်တော်များများကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် သူရဲ့တိုက်စစ်ကိုကောင်းကောင်းထိန်းချုပ်ထားနိုင်မယ်။ကွင်းလေကိုကောင်းကောင်းစိုးမိုးထားနိုင်တယ်ဆိုလို့ရှိရင်အခွင့်အရေးတွေပြန်ရတယ်စပါတင်ရှုံးခဲ့တဲ့ပွဲတွေဒါမျိုးဒီအချက်တွေကြောင့်ရှုံးခဲ့တာတို့တွေ့ခဲ့ရတဲ့အနေအထားမှာဖြစ်တဲ့အတွက်မန်ယူနေတဲ့ဒီပွဲမှာဆိုလို့ရှိရင်ဒီအပိုင်းတွေကိုပို့ပြီးတော့အားထားလာမယ်မြင်တယ်ပြီးတော့စပါတိုက်စစ်ကိုကောင်းကောင်းထိန်းချုပ်ထားနိုင်မယ်ဆိုတော့မန်ယူတို့ကအခွင့်အရေးတွေအများကြီးပို့လာမယ်လို့ထင်တယ်။ကျွန်တော်ကတော့ဒီပွဲမှာတော့ကျွန်တော်တို့မန်ယူပဲပို့ပြီးတော့အလေးပေးခြင်းနေတယ်ပါပါကစားဖို့အနေထားရရောပြီးတော့ပြောရမှာဆိုရင်အားနှချက်တွေအားနှချက်ကနှစ်တင်းစလုံးမှာရှိတယ်ဆိုပေမဲ့ ဟန်ချက်ညီတာကိုကြည့်ရမယ်ဆိုတော့မန်ယူကစပါတက်ဆိုင်ပို့ပြီးတော့ဟန်ချက်ညီနေတာကိုလည်းတွေ့ရတယ်ပြီးတော့မော်ရီလက်ထက်မှာဆိုရင်ကစားတာကဒီမန်တယ်ပိုင်းကအများကြီးကောင်းတာကိုလည်းတွေ့ရတယ်ကွာကျွန်တော်ကရွေးမယ်ဆိုတော့ကျွန်တော်စပါပဲယူမန်ယူပဲယူမှာဗျာဟုတ်ဆိုတော့ပွဲရလက်ကမင်းနဲ့90အတွင်းမှာပြတ်မယ်လို့ကျွန်တော်အာအာယုံရှိတယ်ဗောနော်ဘာလို့လဲဆိုတော့နှစ်သင်းစလုံးကဒီတိုက်စစ်ကိုဦးစားပေးတဲ့အတင်းပြီးတော့ဟိုနောက်တန်းလဲအရင်ဟဲ့ပပကောင်းကြတဲ့အတင်းနေမဟုတ်ဘူးအဲ့တော့သူတို့အတွက်က အနိုင်ရဖို့ဆိုရင်တော့အကောင်းဆုံးတိုက်စင်ကအကောင်းဆုံးခက်စစ်ပဲနှစ်သင်းသလုံးကျွန်တော်ထင်တယ်အပြန်လန်ဖွင့်ကစားမယ်စပါအနေနဲ့လည်းဒါဘိုလူပွဲကိုဥရောပအဆစ်ဘိုလူပွဲကိုဒီဘက်တက်တန်တစ်ချောင်းမှာဒါဒုတိယအခြေမြောက်ပေါ့နော်သူတို့ဒီလီဗာပူးနဲ့ချန်ပီယံလိဘိုလူပွဲကစားခဲ့တုန်းကပုံစံနဲ့မတူဘဲနဲ့အခုအချိန်မှာစပါကအာမန်ချက်စတာယူနိုက်တက်အသင်းကိုတူတင်ကိုတင်ကစားနိုင်တဲ့အနေအထားတစ်ခုမှရှိတယ်အဲဒီတော့ကလီဗာပူးကပြောရရင်နည်းနည်းပိုကောင်းနေတယ်ဆိုတော့ကျွန်တော်ပွဲမဆက်ခင်နဲ့ခံစားရတယ်ဗျာအခုကတော့ အဲ့လိုပုံစံမျိုးတော့မဟုတ်ဘူး Manchester United ကောင်းပေမဲ့ Manchester United တင်မှာအားနည်းချက်တွေအများကြီးပဲ Spurs တဲ့ရဲ့ဒီဟို Dresser Tactics စင်နိုင်ဆိုတော့နောက်ဟို Twin Goal တွေဒါ Goal Tie ရဲ့ဝင်တဲ့ Twin Goal တွေဒါ Goal ဖြစ်ပြောင်းလဲနိုင်မယ်ဆိုရင်တော့ Spurs လည်း Goal ရမယ် Manchester United အသေးလည်း Goal ရပြီးတော့မိနစ်60အတွင်းမှာပဲအပြန်အလှန် Twin Goal တွေနဲ့ကျွန်တော်တို့ဒါပွဲဖြစ်ပြတ်မယ်လို့လည်းကျွန်တော်တော့အာရုံရှိတယ်ပေါ့နော် ဲ့လိုပုံစံမျိုးလို့မြင်ရပါတယ်။ဟိုစပါးကလည်းခုလိုပြောလို့မန်ယူလိုပါပဲစပါးလည်းစပါးလည်းဒီဘလကအရန်ကိုအရန်ရေးကြီးနေတဲ့အချိန်ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကလက်ရှိကိုပြန်ကြည့်လိုက်ရမယ်ဆိုစပါးကလည်းဒီဘလအတွက်ကိုပဲကျွန်တော်တို့ဒီ final တက်သွားပြီးနောက်မှာကစားတဲ့ပွဲပြီးမှလည်းတောက်လျှောက်တီတူအာရော့ထားလို့ရဒီပွဲကိုသူပြောလို့ရှင်တော့ရစကားနဲ့ပြောရမယ်ဆိုလို့ရှင်တော့အပိုင်ကျုံးမဲ့ပုံစံမှာတော့ရှိတယ်ပေါ့နော်။ဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီနှစ်တင်းစလုံးကိုပြန်ပြီးချိန်ကြည့်မယ်ဆိုရင်စိတ်ပန်းဆိုင်ရာအနေထားရကျွန်တော်စိတ်ပန်းဆိုင်ကိုအမြင်နဲ့ကြည့်နေတဲ့လူတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ဒီမန်တယ်ပိုင်းမှာတော့မန်ယူကစပါးတက်ပို့ပြီးတော့ ပါနေတာကိုလည်းတွေ့ရတယ်။အဲစပါအဲ့တော့စပါကလည်းခုလက်ရှိမှာတိုက်စပါရဲ့တိုက်စစ်ကိုထိန်းချုပ်ထားနိုင်နေပြီဆိုလို့ရှိရင်စပါကလည်းနည်းနည်းလေးတိုက်ပတ်တော့တဲ့ပွဲတွေလည်းအများကြီးတွေ့ရတယ်ပေါ့။အဲ့တော့မန်ယူခံချက်ကစပါတိုက်စစ်ကိုဘယ်လောက်ထိထိန်းချုပ်ထားနိုင်မလဲပဲပေါ့။ဒါပေမဲ့မန်ယူကတော့ချိန်တင်ကြတာတခုကတော့ဒီဘက်မှာဂိုးကတော့ရအောင်မှာပဲဖြစ်တယ်။အဲ့တော့ဒီဘက်အပြောင်းလဲကစပါတိုက်စစ်ကိုမန်ယူဘယ်လောက်ထိထိန်းချုပ်ထားနိုင်မလဲပဲပေါ့။မူတည်သွားလိမ့်မယ်ဗျာဟုတ်။ပွဲရလဲကတော့ကျွန်တော်ကတော့တူးဝဲမယ်လို့မှန်းကျင်တယ်။မန်ယူတူးဝဲလောက်နိုင်မှာမထင်ဘူး။ နည်းနည်းတော့ပြောရခက်တယ်ဒါပေမဲ့ဒီပွဲကပြည်သက်တွေစိတ်ကြိုက်ဖြစ်စေမယ်ပြန်လည်သွင်းကိုရှိမယ်လဲရှိမှာပြောခဲ့တယ်မိနစ်60အတွင်းမှာ2-3လောက်နဲ့ Manchester United ကပ်ပြီးအသာရသွားမလားပေါ့နော်ဒါကတော့ပြည်သက်ကိုဂိုးရည်နဲ့ဖြောက်ပြင်းမဲ့ပွဲလို့တော့မြင်ပါတယ်ဗျာ